ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုမျှဝေပေးသွားမှာကတော့ Digital Multimeter for Beginners ပေါ့နော် Part 4ပေါ့နော်ကျွန်တော်ဒီအခြေခံဒီ Multimeter အသုံးပြုနည်းလေးပေါ့နော်အပိုင်း1နဲ့3ကိုကျွန်တော် ASM Basic Electronic Projects Channel မှာတင်ထားပါတယ်ဒီအပိုင်း၄ကိုတော့ကျွန်တော်ကဒီ Knowledge Channel မှာ မျှဝေပေးတာပေါ့နော်ဖိုဘဲ channel ဒီဘဲ channel လေးကျွန်တော်မျှပြီးတော့တင်ပေးတာဖြစ်ပါတယ်လို့နော်ဒီနေ့မှာတော့အပိုင်းလေးမှာတော့ကျွန်တော်ကဒီ transistor တိုင်းတဲ့နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေနှိပ်ပြီးတော့နော်လက်မလေးတွေနှိပ်ပြီးတော့အားပေးပါအောင်ဗျာနော်ကဲကျွန်တော်တို့ဒီမှာ transistor ကိုနော် transistor မှာဒီမှာကျွန်တော်တို့မျိုးစုံရှိတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အရင်ဆုံးဒီမတိုင်းငင်မှာနော်ပင် ဒိုင်ယာဂရမ်လေးတွေပြပေးပါမယ်เนาะဒါကကျွန်တော်တို့ BC547 ဒါအသုံးများတဲ့ transistor လေးဖြစ်ပါတယ်เนาะသူ့ရဲ့ pin ရေအတွက်ပုံက pin number 1က collider ဖြစ်ပါတယ်နောက်တစ်ခါ pin number 2က base ဖြစ်ပါတယ် pin number 3ကတော့ emitter ဖြစ်ပါတယ်ဗျာเนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာဒီ layer C ကြောင်းကပေါ့เนาะ ကောလိုက်တာကနေခုလို emitter ကိုစီးသွားမှာဖြစ်ပါတယ်เนาะဒီ arrow လေးရထားလိုက်ရှင်အတိုင်းစီးရဖြစ်ပါတယ်เนาะ current ကနောက်တစ်ခါကျွန်တော်တို့ဒီမှာ n b n ဆိုပြီးတော့เนาะ n b n အမျိုးအစားဖြစ်ပါတယ်เนาะ arrow လေးရှိတဲ့ဘက်က n ဖြစ်ပါတယ်เนาะဒါ n b n မျိုးအစားဖြစ်ပါတယ်ဒါ bc 547လေးပါเนาะ n b n မှာဗျာเนาะ arrow လေးရှိတဲ့နေရာကို n လို့မှတ်ထားလို့ရပါတယ်เนาะတစ်လှည့်စီသွားတာပေါ့ဗျာเนาะနောက်တစ်ခါဒါလေးက bc 557မှာเนาะ BC557 transistor ဖြစ်ပါတယ်သူကကြတော့ PNB အမျိုးအစားဖြစ်ပါတယ်เนาะပင်ရေတွဲပုံကတော့ကျွန်တော်တို့အောက်ဘက်ကပင် number 1က collider အလယ်ကပင် number 2က base နောက်အပေါ်ကပင် number 3က emitter ပေါ့เนาะခုနကနဲ့ဖြောင်းမြန်သဘောမျိုးဖြစ်သွားတာပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ဒီလျှက်စီးပုံကတော့ခုနကဒီကကြတော့ emitter ကနေဒီဘက်เนาะ collider ကိုစီးသွားမှာဖြစ်ပါတယ် PNB အမျိုးအစားဒါလေးက B N ပါเนาะ error လေးရှိတဲ့နေရာက n မှာเนาะပြီးရင်တော့ကျွန်တော်တို့တလှည့်စီသွားမှာပေါ့ဗျာเนาะနောက်တစ်ခါဒါလေးက ss9013 တုံးဖို့ c9013 ပေါ့เนาะကတူကကြတော့လဲ nbn အမျိုးအစားပဲဖြစ်ပါတယ်เนาะပင်ရေတွဲပုံကဒီမှာ pin number 1က emitter pin number 2အလဲက base နောက်အပေါ်ကပင်နံပါတ်3က collider ဆိုပြီးတော့เนาะပင်ရေအတွက်ပုံကအဲ့ဒီအတိုင်းလေးဖြစ်ပါလေဗျာเนาะသူက MBN မျိုးစားဆိုတော့ NBN เนาะအဲ့လိုလေးရှိတဲ့ဘက်က N လို့မှတ်ထားပါမယ်ပြီးရင်တစ်လှည့်စီသွားတာဗောเนาะ layer C ပုံကတော့အပေါ်ကနေဒါ off ဖက်เนาะ collider ကနေ emitter ဘက်ကိုစီးလာမှာဖြစ်ပါတယ်เนาะဒါ layer C ကြောင့်စီးမဲ့ထားတဲ့ရှင်လေးဗောเนาะနောက်တစ်ခါဒါက SS9012 ဗောနော်ဒုမဟုတ် C9012 ဗောနော် ရတချို့ရတယ် SS နဲ့လာတယ်တချို့ဟာကြောက်လဲ C နဲ့လာတယ်เนาะသူကကြတော့ PNB အမျိုးအစားဖြစ်ပါတယ်เนาะဒါလေးက P pin number 1က emitter base pin number 2က base pin number 3က collider ဖြစ်ပါတယ်เนาะဒါလေးကအဲဆို PNB ဆိုတော့အပေါ်က B arrow ရှိရ N နောက်က B ပေါ့เนาะ arrow လေးကို N လို့မှတ်ထားရလျှက်စီးချောင်းကတော့အပေါ်ကနေဒါ output ကိုเนาะ collider ကနေ emitter ဘက်ကို စီးသွားမဲ့သဘောဖြစ်ပါတယ်နော်ကဲအဲ့ဆိုရင်ဒါပင်ဒိုင်ယာဂရမ်လေးတွေတည်သွားပြီဆိုတော့လက်တွေ့ဒီ transistor လေးတွေကောင်းမကောင်းပေါ့နော်ဘယ်လိုစက်မလဲပေါ့နော်ကဲအဲ့ဒါလေးကိုကျွန်တော်တချို့မိတ်ဆွေတွေလည်းဒီ transistor တိုင်းတဲ့နီလေးတွေတောင်းဆိုထားတာရှိလို့ပါနော်အကျကျွန်တော်ဒီမာတီမီတာအသုံးပြုပုံเนาะ1234ပေါ့เนาะဒီနေ့အမှတ်၄ဖြစ်ပါတယ်1234ကိုတော့ ASM Basic Electronic Projects Channel မှာရော ောက်က ASNDIY Electronic Project ဆိုတဲ့ဒီ Facebook page မှာရောတင်ပေးထားပါတယ်เนาะကဲအရင်ဆုံးဒါ transistor အဟောင်းလေးပြเนาะဒါလေးအရင်ကျွန်တော်တိုင်ပြပါမယ်เนาะသူဒါတုံးတော့တုံးပြီးသားလေးပါကောင်းသေးလားမကောင်းဘူးလားเนาะကျွန်တော် number လေးမြင်အောင်နှချက်ပြီးတော့ကြည့်လိုက်မယ်เนาะဒါလေးက BC BC547 เนาะ ဟုတ်တယ် BC 547လေးဖြစ်ပါတယ်နော်အကြ547ဆိုတော့ NBN မျိုးစားပေါ့နော် NBN မျိုးစားဆိုရင်ကျွန်တော်တို့တိုင်းပုံတိုင်းကြီးကအနီရောင်အနီရောင်ပရုတ်ကိုကျွန်တော်တို့ဒီ11ပေါ့နော် level ကိုအနီရောင်ပရုတ်လေးထိထားမှာဖြစ်ပါတယ်နောက်တစ်ခါဒီအနက်ရောင်ပရုတ်လေးကိုဒီမှာညာဘက်ကပင်လေးနဲ့ထောက်ကြည့်ရင်ဒီမှာเนาะ 400ကျော်ကနန်းပြရင်ဒီဘက်ပိုင်းလေးကောင်းတယ်ပေါ့နော်400ကျော်ကနန်းပြတယ်ပြီးရင်ပြောင်းမြန်ပြန်တိုင်းကြည့်ရင်ကနန်းမပြရဘူးပေါ့နော်ကဲနှုတ်နဲ့ထောက်တယ်အနီးဗင်လေးနဲ့သွားတိုင်းကြည့်ရဲဒီမှာနော်ကနန်းမပြဘူးဒါဆိုရင်ဒီဘက်ပိုင်းလေးရညာဘက်ပိုင်းကောင်းတယ်ပေါ့နော်နောက်တစ်ခါခုနကလိုပဲ11လေးကိုအနီးအောင်ပရုတ်နဲ့ထက်မယ်အနည်းအောင်ပရုတ်ကလက်ဝဲဘက်ကပင်လေးထောက်ကြည့်မယ်ဒီမှာနော်400ကျော်ကနန်းပြရမယ်400ကျော်ကနန်းပြရတယ်နော် ပြီးရင်ဗျောင်းမြန်ပြန်တိုင်းမယ်နော်ဗျောင်းမြန်ပြန်တိုင်းရင်ကိန်းကနမပြရဘူးပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့လဝဲပဲချမ်းရောလက်ရပဲချမ်းရောထရန်ဆစ်စတာတလုံးလုံးဒါဆိုရင်ကောင်းပါတယ်ခင်ဗျာကျွန်တော်ရှေ့မှာလဲကျွန်တော် FET เนาะ FET တိုင်းပုံတိုင်းနည်းလေးတယ်เนาะအဲ့ဒါလဲတင်ပေးထားတာရှိပါတယ်เนาะအဲ့ဒါကတော့ ASM Basic Electronic Projects မှာမှတ်တာပဲကျွန်တော်လည်းသိမှာမှတ်မိတော့ဘူးကဲဒါလေးက ဲ့နံပါတ်လေးတွေသိတယ်ဗျဒါလေးကဒါလေးလဲ BC 547ပဲเนาะဟုတ်တယ်547ပဲเนาะကဲ547ပြတ်တဲ့အတွက်11ကိုအနီရောင်ပရုတ်လေးထောက်ထားမယ်ပြီးရင်အနက်ရောင်ပရုတ်လေးနဲ့ညာဘက်ပင်လေးကိုထိကြည့်မယ်เนาะအဲဒီမှာဆိုရင်เนาะเนาะစက်ကနေပြနေပြီ400ကျော်ကနားမပြဘူးပေါ့เนาะအဲ့လိုစက် မီတာကနေစက္ကန့်ပြပြီဆိုတာဒီဘက်ချမ်းမကောင်းတော့ပြက်သွားပြီနော်ဒါဘယ်လိုတိုင်းတိုင်းဒီမှာညာဘက်ချမ်းကအနီအောင်နဲ့ဒီမှာအတန်လေးနဲ့ပေါ့နော်စက္ကန့်ပြနေဒါဆိုရင်မကောင်းတော့ဘူးနော်ညာဘက်ချမ်းမကောင်းဘူးပေါ့နော်ကလဝဲဘက်ချမ်းတိုင်းကြည့်ပါမနော်လဝဲဘက်ချမ်းကတော့ကောင်းသေးတယ်ဗျသို့တော့ကောင်းပေသည်ကျွန်တော်တို့ transistor မှာ၃ဒီနှစ်ပိုင်းစလုံးကောင်းမှအသုံးပြုလို့အဆင်ပြေမှာပေါ့နော်အဲဒါဆိုရင်ဒါ ဒီ swan sister လေးကအသုံးပြုလို့အဆက်မပြေတော့မရတော့ဘူးပေါ့နော်ပက်တလုံးကတော့ပြတ်သွားပြီပေါ့ဗျာနော်ပြတ်တဲ့ဟာလေးကျွန်တော်ခွဲထားလိုက်တော့ကဲနောက်တလုံးကြည့်မှာဗျာနောက်တလုံးကပစ္စည်းလေးတွေသေးတော့တိတ်မမြင်ရဘူးဗျာနော်ကျွန်တော်အနီးကပ်ကြည့်လိုက်မယ်ဒါလေးကဒါလေးက BC 557ပဲเนาะ 557ဖြစ်ပါတယ်အ557ဆိုရင်ကျွန်တော်တို့ PNB အမျိုးအစားပေါ့နော်အလဲက N ပေါ့နော်အနှုတ်ပေါ့ဗျာတို့ကောက်ပြောရအောင်အဲ့ကြတော့11လေးကိုကျွန်တော်အ내ရောင်ပရိုလေးနဲ့ထောက်ထားအောင်နော်ဒါ BC 557မှာနော်11ကိုအ내ရောင်ပရိုနဲ့ထိမယ်အနီရောင်ပရုတ်နဲ့ဒီမှာညာဘက်ကိုထိကြည့်တဲ့အခါမှာဒီမှာ400ယောဂနံပြတယ်ပေါ့နော်။ကဲတခါတည်းကျွန်တော်လက်ဝဲဘက်ပင်ကိုပါတခါတည်းထောက်မှာပြန်နော်။ ဒီမှာ400ကျော်ကဏ္ဍပြရတယ်အဲဆိုကောင်းဖို့မရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ပြောင်းမြန်တော့ပြန်တိုင်းကြည့်အောင်ပါပေါ့နော်ကဲအနီရောင်ဘရိုလေးနဲ့အလဲထောက်မယ်ပြီးရင်ကိန်းကဏ္ဍမပြရဘူးနော်အဲဒီမှာကိန်းကဏ္ဍမပြဘူးဒါဆိုရင်ညာဘက်ခြမ်းကောင်းပြီတေးကြသွားပြီလယ်ဘက်ဘက်ခြမ်းအဲသူလည်းကိန်းကဏ္ဍမပြဘူးဆိုရင်ဒီထရန်ဆစ်စတာလေးဒီဒါကောင်းပါတယ်ဗျာနော်ကဲကောင်းတဲ့ဟာလေးကိုကျွန်တော်ညာဘက်မှာချထားတယ်ကဲနောက်တစ်လုံးလောက်စမ်းကြည့်အောင်နော် နောက်တစ်လုံးကနောက်တစ်လုံးကပါလေးပါလိုက်အော်547ပဲเนาะဒီသူလဲ547အဲဆိုရင် MBN ယူစားဖြစ်ပါတယ်ကဲ MBN ဆိုတော့အနီရောင်ပုဒ်ကအလဲမှာထားမယ်ပေါ့ဗျာเนาะအနက်ရောင်ပုဒ်လေးနဲ့ညာဘက်ထိကြည့်မယ်အဲသူလဲပြက်နေပြီဗျာเนาะအဲဒီမှာသူလဲ ပြက်နေပြီလက်ဝဲပဲခြံကောင်းတယ်เนาะလက်ရလက်ဝဲပဲခြံကကိန်းကနန်းပြသေးတယ်လက်ရပဲခြံကမကောင်းတော့ဘူးเนาะပြောင်းပြန်ပြန်တိုင်းကြည့်မယ်ပြောင်းပြန်ပြန်တိုင်းရင်လည်းဒီမှာဒီမှာအနီအောင်ပြနေအဲ့ဒါဆိုရင်ဒါဒီ transistor လေးကသုံးလို့မရတော့ဘူးမကောင်းတော့ပါဘူးเนาะအဲ့ဒါဆိုရင်ကျွန်တော် transistor တွေရတော့အများကြီးပဲဗျာเนาะအကုန်လုံးတိုက်မပြတော့ပါဘူးเนาะကျွန်တော်ပြိတ္တဒီလောက်ဆိုရင်ကျွန်တော်တို့နားလည်မယ်လို့မြို့ရလက်မှာလေဗျာเนาะတကယ်လို့ တိုင်းကိုရိုင်းတိုင်းယူလို့မှအဆင်မပြေရင်လည်းကျွန်တော်တို့မေးလို့ရပါတယ်။ပြီးတော့ကျွန်တော်ရဲ့ဒီအခြေခံ electronic သင်တန်းလေးလည်းကျွန်တော်တို့လာမယ်နော်ခုနလပိုင်းတရက်နေ့စဖွင့်ပါမယ်။အဲ့ဒီမှာလည်းကျွန်တော်တို့နော် Telegram ရောကျွန်တော်ဒီ Viber ရောကျွန်တော်တို့အဲ့ဒီမှာဆက်သွယ်ပြီးတော့အသင်တန်းတက်လို့ရပါတယ်ဗျာနော်။ online class ဖြစ်ပါတယ်ဗျာနော်။ online class ဖြစ်ပါတယ်တက်လို့လို့ရှိရင်ကျွန်တော်ပြီးရင် link လေးပါချပေးလိုက်ပါမယ်เนาะအဲ့ဒီမှာဆက်သွယ်လို့ရပါတယ်เนาะ ကဒီတလုံးကြာတိုင်းကြည့်အောင်မယ်เนาะဒါလည်း BC 547လေးပဲเนาะတာမန်ညာဘက်ရောလဝဲဘက်ရောလက်ရဘက်ရောဒီမှာ400ကျော်ကနန်းပြတယ်ပြီးရင်ပြောင်းပြန်ပြန်တိုင်းကြည့်အောင်မယ်เนาะ11ကိုဒီအနေရောင်ပရိုလေးနဲ့ထိမယ်ကဲငနာမပြဘူး ဒါလည်းမပြောင်းเนาะအဲဆိုရင်ကောင်းပါတယ်ဒီ transistor လေးလည်းအသုံးပြုလို့ရပါတယ်เนาะကဲအဲဆိုရင်ကျွန်တော်ပြိတ္တတွေ transistor တိုင်းပုံတိုင်းဒီတော့ဆိုရင်ကျွန်တော်တို့အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะကဲဗီဒီယိုလေးကိုအများအားအားပေးနေရတဲ့ကျွန်တော်တငယ်ချင်းတွေအားလုံးเนาะပြိတ္တတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ